ပါဘူးအသင်းနဲ့တရားဝင်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်တဲ့ဂျာမန်လူငယ်ကျယ်ဝင်း Florian Vaz ကအသင်းနဲ့အတူစူပလာအလုံးကိုရယူခြင်းတယ်လို့ကြေငြာပြောဆိုခဲ့ပါတယ်။အသက်22နှစ်သာရှိသေးသူ Florian Vaz ကိုလပါဘူးအသင်းက Bayern Munich နဲ့ Man City Real အသင်းတို့ရဲ့လုံမှုယူပြီးတော့ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး9နှစ်စာချုပ်ချုပ်ဆိုခဲ့သလိုပြောင်းရွှေ့ခြင်းပေါင်တန်းတွေဟာခြေစွမ်းနဲ့အောင်မြင်မှုလိုက်စူးရင်းငွေဖြစ်ပေါင်း16တန်းကျော်ထပ်မံမိချေရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Florian Vaz ဟာ2023ဩဂုတ်လတုန်းက Brighton ကနေ Chelsea ကိုပေါင်135သန်းနဲ့ပြောင်းရွှေ့ခဲ့သူကိုက်စီရိုကိုကျော်ဖြတ်ပြီးပြီးတဲ့ဘောလုံးသမိုင်းမှာပြောင်းရွှေ့ခြင်းအများဆုံးကစားသမားအဖြစ်ဆန့်ကျင်နေနိုင်ပါပါ Florian Vaz ဟာလပါဝုဒ်တင်မှာတပတ်ကိုပေါင်234500ရရှိမှာဖြစ်သလိုတစ်နှစ်ကိုပေါင်း12.9သန်းအထိရမှာဖြစ်တာကြောင့်ဒါကလပါကူစင်တင်မှာရခဲ့တဲ့တစ်နှစ်လစာငွေထက်12စပိုများပြီးလပါဝုဒ်တင်မှာ ဆာလာဗန်ဒိုက်တို့ပြီးရင်တတိယမြောက်လွှမ်းဆောင်ငွေအများဆုံးကစားသမားဖြစ်ရည်တည်နေမှာဖြစ်ပါတယ်။လီဗာကူဆင်အကယ်ဒမီကနေထွက်ပေါ်ခဲ့သူဖလော်ရီယန်ဗတ်စ်ဟာ2020မေလတုန်းကဝါဒါမရီမင်နဲ့ဘွန်နစ်လီဂါပွဲမှာစီနီယာသင်းတွေပွဲဥထွက်ခွင့်ရခဲ့ပြီးအသက်18နှစ်15ရက်နဲ့လီဗာကူဆင်အသင်းသမိုင်းမှာအသက်ငယ်ဆုံးကစားသမားဖြစ်ဆန့်ကျင်တင်ခဲ့ပါတယ်။ဒါအပြင် ဘိုင်ယန်မြူးနင်းရဲ့ပွဲမှာလည်းဂိုးသွင်းနိုင်ခဲ့တာကြောင့်အသက်18နှစ်34ရက်နဲ့အဲ့ဒီအချိန်ကဘွန်နစ်စလီကပြောင်းဝဲသမိုင်းတစ်ချောင်းအသက်ငယ်ဆုံးဂိုးသွင်းသူအဖြစ်ဆန့်ကျင်နေခဲ့ပြီးနောက်ပိုင်းမှာတော့သူ့ဆန့်ကျင်ကိုဒေါ်မွန်ကျဲဝင်းဖြစ်သူမူကိုကိုကအသက်16နှစ်28ရက်နဲ့ချိုးပြခဲ့ပါတယ်ဖလော်ရီယန်ဗတ်စ်ဟာလီဗာကူဇင်အသင်းနဲ့တူသမိုင်းဝင်အောင်မြင်မှုအဖြစ်2023-24ရာသီကဘွန်နစ်စလီကချန်ပီယံဆုကိုရှုံးပွဲမရှိဆန့်ကျင်နေဆုခုခဲ့သလိုဂျာမန်ဗလားဂျာမန်စူပါဗလားတွေလည်းရယူနိုင်ခဲ့ပါတယ် လီဗာပူးသင်းနဲ့စာချုပ်ချုပ်ဆိုခဲ့ပြီးတဲ့နောက်ဖလော်ရီယန်ဗတ်စ်ကနှစ်တိုင်းမှာဆူပလာအလုံးရယူကျင်ပါတယ်။အဲ့ဒီတွေကျွန်တော်တို့အားလုံးအလို့ကြိုးစားမှဖြစ်သလိုကျွန်တော်ကိုယ်တိုင်လည်းကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။ပြီးခဲ့တဲ့ရာသီကလီဗာပူးသင်းဟာပရီးမီးယားလိဂ်ဖလာရခဲ့တာကြောင့်ဒီနှစ်မှာလည်းအသင်းနဲ့တူပရီးမီးယားလိဂ်ချန်ပီယံဖြစ်ကျင်ပါတယ်။နောက်ပြီးချန်ပီယံလိဂ်မှာလည်းအောင်မြင်မှုရယူလို့ပြီးအဲ့ဒါတွေကကျွန်တော်ရဲ့ရည်မှန်းချက်ပါပဲလို့ပြောကြခဲ့ပါတယ်။လီဗာပူးသင်းဟာ လီဗာကူစင်နောက်ခံလူဖရင်ပေါင်ကိုလည်းပေါင်29.50နဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်လို့ Florian Vaz နဲ့ဖရင်ပေါင်တို့ဟာလီဗာပူးသင်းမှာပြန်လည်လက်တော့ခင်ရမှာဖြစ်ပါတယ်။